နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ຫນွေဥဒေါ်လာရေးဘတ်တော်သားများနဲ့ပြည်သူလူထုကပါဝယ်ဆောင်ရွက်မယ်အတန်တိတ်တပိတ်ကိုဖျက်ဆီးရန်ကြံ့ဖို့ပါတီကဒီဇင်ဘာလ10ရက်နေ့မှာမဲဆွယ်စည်းရုံးပွဲများနဲ့ပါတီဝင်အင်အားအများအပြားကိုအသုံးပြုပါဝင်တဲ့လှုပ်ရှားမှုများကို အကျဉ်းရုပ်ပြီးတော့လှုပ်ဆောင်ကြမှာဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်ဆဲကွေးတက်ကဒီဇင်ဘာလ10ရက်နေ့မှာအပန်ဒိတ်တပိတ်ကိုဖြိုခွဲရန်နဲ့အရေးယူဆောင်ရွက်မှုများလှုပ်ဆောင်ရန်ညွှန်ကြားချက်များနဲ့အမိန့်များထုတ်ပြန်လာပြီးတဲ့နောက်ဆဲခွေးလောက်အောက်ခံကျန်းဖို့ပါတီကလည်းဒီဇင်ဘာလ10ရက်နေ့အပန်ဒိတ်တပိတ်နေ့မှာမဲဆွဲစည်းရုံးနဲ့ပွဲများကိုပါတီဝင်အင်အားအများပြားနဲ့လှုပ်ဆောင်ရန်မျိုးနယ်ကျန်းဖို့ပါတီများကိုညွှန်ကြားထားတယ်လို့သိရပါတယ်။ဒီဇင်ဘာလ10ရက်နေ့မှာပါတီက မြို့နယ်တွေနဲ့ရပ်ကွက်တွေမှာမဲဆွယ်စည်းရုံးလှုပ်ရှားမှုတွေဝေးကောက်ပွဲကြီးညာစာတန်းကိုလူထုစီကိုရှင်းလင်းတဲ့ပွဲတွေကိုပါတီဝင်အင်အားတွေများများနဲ့လှုပ်ခိုင်းနေတယ်လို့ကျန်းပုတ်ပါတီသတင်းရင်းမြစ်ကပြောဆိုထားပါဗါးစစ်ခွဲတိုက်ရဲ့ရွေးကောက်ပွဲကိုကန့်ကွက်မယ်အတန်တိတ်တပိတ်နဲ့ပတ်သက်ပြီးတော့ပြည်ထောင်စုဝန်ကြီးဌာနကညွှန်ကြားချက်တည်းရထုတ်ပြန်လာပြီးအဲ့ဒီညွှန်ကြားချက်မှာအတန်တိတ်တပိတ်ပြုလုပ်မဲ့ ဒီသမာရဆယ်ရက်နေမှာပိတ်ထားမဲ့ဈေးဆိုင်များစားတောက်ဆိုင်များအလုပ်ရုံဆက်ရုံများကုမ္ပဏီများကိုဖော်ထုတ်အရေးယူရန်နဲ့ချိတ်ပိတ်ရန်ဒီသမာရဆယ်ရက်နေမှာပြည်သူအများစုပါဝင်နိုင်တဲ့ဈေးရောင်းပွဲတော်များပျော်ပွဲရှင်ပွဲများနဲ့မြို့နယ်ရပ်ကွက်ဆိုင်ရာလူလူလှုပ်ရှားမှုများကိုဆောင်ရွက်ရန်ညွှန်ကြားထားတယ်လို့သိရပါတယ်။အပန်းလေးတပိတ်မှာပါဝင်တဲ့ဆိုင်များအလုပ်ရုံဆက်ရုံများကုမ္ပဏီများကိုနိုင်ငံတော်အကြီးအကျယ်ပြက်စီမှုအပြင် ဘေးကောက်ဘက်ကိုနှောက်ရှက်တဲ့ဥပဒေနဲ့ပါအမှုခွင့်ရညွန်ကြားထားတယ်လို့သိရပါတယ်။ဒါအပြင်ဒီဇင်ဘာလ10ရက်နေ့အတန်တိတ်တပိတ်နေ့မှာနေပြည်တော်အပါအဝင်တနိုင်ငံလုံးမှာရှိတဲ့ဝန်ကြီးဌာနများမှာမြည်သည့်ဝန်ထမ်းကိုမှခွင့်ရမပေးရန်ဝန်ကြီးဌာနများအတွင်ရုံးဝင်ညွန်ကြားချက်များထုတ်ပြန်လာတယ်လို့သိရပါတယ်။အကယ်၍ဝန်ထမ်းများအနေနဲ့ကျန်းမာရေးမကောင်းမှုနဲ့နိုင်ရေးကိစ္စများကြောင့်ခွင့်ယူခြင်းရင်လည်းတပ်ဆိုင်ရာဝန်ကြီးဌာနအကြီးအကဲများရဲ့ခွင့်ပြုချက်ကိုရယူပြီးမှခွင့်ပေးကြရန်ညွှန်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။